2025ခုနှစ်ဧပြီလ23ရက်ဒီနေ့ဗုဒ္ဓနေ့အတွက်ခொနည်းသားမိတွေရဲ့တဲတော်ကံကြမ္မာနမိတ်ကတော့ King of Dope ရင်ကြီးရဲ့သင်္ကေတနမိတ်ဖြစ်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေသွားနေမယ်အကြီးအကဲကကိုယ့်ကိုကူညီလိမ့်မယ်ခရီးသွားဖို့အခွင့်အရေးတွေပေါ်တတ်တယ်ဒီလိုနေ့ဟာကံတရားရဲ့အထောက်ပံ့ကောင်းရတဲ့နေ့ဖြစ်တယ်ချင်းဆိုရတဲ့ကိစ္စတွေအောင်မြင်ပါလိမ့်မယ်အလုံးအစဉ်ပြေသွားဖို့ပြည်လည်သွားဖို့အတွက်တပြေရွက်ကလေးကိုရေမွှင်းစွပြီးဆောင်းသွားလိုက်ပါ ဒီနေ့ကံထူးကောင်းမှုလို့တွက်ဆိုရင်တော့နမောတတဘဂဝတော်အရဟတော်တမ္မာတမုဒ္ဒတဘုရားရှိခိုးကာလာကိုကိုးကောက်ရွတ်ဆိုပြီးမြတ်စွာဘုရားရှင်ကိုရှိခိုးလိုက်ပါခင်ဗျာဒီနေ့မှာကြားဟုတ်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရားဖြစ်နေကတော့မြတ်စွာဘုရားရှင်ကိုအသီးမျိုးစုံလှူဒါန်းခြင်းရဟန်းတန်ခါကိုတည်တည်စွန်လောင်းလှူခြင်းဆွေမျိုးမိတ်ဆွေများကိုတည်တည်နဲ့ကုသိုလ်ဒါနပြုခြင်းတီးဆောင်ရေခဲမှုဒါနပြုခြင်းတို့ကို ကုသိုလ်ပြုခြင်းမှပြုစေခြင်းပါတယ်ခင်ဗျာဒီနေ့မှာမိရှုတန်ရှင်ဖွားမြင်ကြတဲ့ရင်သွေးရတနာရဲ့အတွက်ကတော့ပုရုနေဘွားမာဘုတ်ပင်နိယမရဏဘွားစာတာရှင်နေဖြစ်ကြပါတယ်မရဏတို့ရဲ့သဘောအရငယ်စင်မှာခြူကြတော်လဲကြီးမြတ်တဲ့အခါမှာအောင်မြင်ကြီးပွားချမ်းသာကြမယ်သူတွေဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးစုံမကနန်းနေရတော့၄ကနန်း၃ကနန်းဖြစ်ပြီးတော့မိတ်ဆွေတွေငွေကြေးကိစ္စအဆင်ပြေဖို့အတွက်ဆိုရင်တော့ ရေတက်တဝါတွေကိုအစာဒါနပြုပြီးငွေကြေးကိစ္စအတွက်ဆူတောင်းလိုက်ပါခင်ဗျာထို့တူအယောင်ထိုင်နေတဲ့ကုန်ပစ္စည်းရဲ့အယောင်သွက်ဖို့အတွက်လည်းရက်တောင်လေးတစ်ခုနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောင်သွက်အယောင်ထွက်သွားပါလိမ့်မယ်အမှုကင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုတခွားသီးမှရေးပြီးညနေပိုင်းရေစည်းကိုမျှော့ပလိုက်ပါခင်ဗျာကျမ်းမာရေးညနေတဲ့သူတွေဆွေမျိုးမိသားစုမှရှိရဆိုရင်တော့ကျမ်းမာရေးညနေတဲ့သူတွေကဓာတ်စာဖြစ်နေဒီလိုနည်းမျိုးမှာ ဘူဒီဟင်းညိုအနေငယ်တောက်ပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအခြေအမြတရဲ့အိမ်တော်ကြီးကိစ္စတွေအစဉ်ပြေချောင်းမွေဖို့အတွက်ကတော့တတဝါလေးတွေဘေးမှလွတ်ပြီးဆူတောင်းလိုက်ခြင်းအပြင်ပြဿနာအလုံးကပြည်လည်သွားပါလိမ့်မယ်ခင်ဗျာ